မေရိကန်သမ္မတဒေါ်နယ်ထရန့်ကလာမယ့်နိုဝင်ဘာ၁ရက်နေ့ကစပြီးတရုတ်နိုင်ငံကတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်မှာနောက်ထပ်အခွန်တရားရခိုင်နှုန်းထပ်တိုးကောက်ခံသွားမယ်လို့မနေ့တောက်ကြနေ့မှာရုတ်တရက်ကြေညာလိုက်ပါတယ်။ဒါလက်ရှိကောက်ခံနေတဲ့အခွန်တွေပေါ်မှာထပ်ဆောင်းလိုက်တာဖြစ်လို့တရုတ်ကုန်ပစ္စည်းတွေပေါ်စုပေါင်းအခွန်ဟာ130ရခိုင်နှုန်းနီးပါးအထိမြင့်တက်သွားမှာဖြစ်ပြီးဒီကြေညာချက်ကြောင့်ကမ္ဘာ့ဗန်ဒါယီစီးကွက်တွေတုံ့လှုပ်သွားခဲ့ပါတယ်။ တရုတ်ရဲ့ဒီကြီးညာချက်အားတရုတ်နိုင်ငံကဂျာတပရီနီမှာကြီးညာခဲ့တဲ့မြေရှားတပ်ထုတွေအပေါ်တင်ပမှုကန့်သတ်ချက်အသစ်ကိုထားရိုက်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။မြေရှားတွေဟာစီမီကွန်ဒက်တာတွေ၊ကျက်စစ်ကားတွေနဲ့ကာဝေးပစ္စည်းတွေလိုမျိုးအဆင်ပြေနည်းပညာထုတ်ကုန်တွေအတွက်မရှိမဖြစ်လိုအပ်ပြီးတရုတ်ကကမ္ဘာထောက်ပံ့ရေးကွင်းဆက်ကိုစိုးမိုးထားတဲ့အရေးကြီးတဲ့တပ်ထုတွေဖြစ်ပါတယ်။ဒီကြီးညာချက်ကြောင့်ကမ္ဘာပန်ဒါရေးဈေးကွက်တွေချက်ချင်းစုလိုထိုးချသွားခဲ့ပါတယ်။ Wall Street မှာတော့ Dow Jones Stock ညွန်ကိန်းဟာ 198ပွိုင်းအထိပြုတ်ကျခဲ့ပြီး S&P 500က2.9ရာခိုင်နှုန်း Nasdaq က3.6ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ကာ AB လာနောက်ပိုင်းအဆိုအဆုံးဒီနေ့ဖြစ်လာခဲ့ပါတယ်။သူတို့ဖြင့် Nvidia, AMD နဲ့ Tesla တို့လိုဤပညာကုမ္ပဏီကြီးတွေရဲ့ stock share တွေအများဆုံးထိခိုက်ခဲ့ပါတယ်။ ကုံတွယ်ရေးရာတင်းမှမှုတွေသာမကတန်တမာရေးအရပါအခြေအနေတွေကပုံမှုဆိုးရွားသွားခဲ့ပါတယ်။လာမယ့်လာနောက်ပိုင်းတောင်ကိုရီးယားမှာကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးမှာတရုတ်တမရာရှီကျင်းဖင်နဲ့တွေ့ဆုံဖို့အစီအစဉ်ကိုဖျက်သိမ်းနိုင်ကြောင်းထရန့်ကချင်းချောက်လိုက်ပါတယ်။တရုတ်ရဲ့လှုပ်ရွက်ကိုလုံမင်းရန်လိုပြီးကိုကျင်တရားအရအဆက်ရပွဲလို့သူကတုံ့နှုံးခဲ့ပြီးတွေ့ဆုံဖို့အကြောင်းမရှိဘူးလို့သူ့ရဲ့ True Social မှာရေးသားခဲ့ပါတယ်။